Hello အားလုံးပဲမင်္ဂလာပါရှင်။ Hoshi Page ကနေကြိုဆိုပါရစေ။ကျွန်တော်နာမည် Hoshi ပါ။ ကျောင်းဒီနေရှင်းပြခြင်းတဲ့ကျမ်းစာလေးကတော့ဒီစိန်တွေကိုဝယ်တဲ့အခါမှာ clarity တန့်စင်မှုအားကိုစိန်ဆိုင်တွေကပြောကြတယ် VBS တို့ VS တို့เนาะ SI တို့ IF တို့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းပြခြင်းတာပဲဖြစ်ပါတယ်အဲ့တော့ clarity ဆိုတာစိန်တပွင့်ရဲ့တန့်စင်မှုအားဒီတန့်စင်မှုအားဒီလေကျွန်တော်အရှိဗီဒီယိုမှာပြောခဲ့တယ် 4C မှာသူပါတစ်ခုပါတဲ့အတွက်ကိုစိန်တပွင့်ရဲ့လှပမှုစိန်တပွင့်ရဲ့လက်အားဒါတွေအကုန်လုံးဟာဒီ clarity ဘလောက်ကောင်းလဲကောင်းတဲ့ပုံမှာမူတည်ပြီးတော့ပူလှမှာပဲဖြစ်ပါတယ်အဲ့တော့နားထောင်ကြည့်လိုက်ရအောင်เนาะ ဒီ clarity မှာဆိုလို့ရှိရင် if if ဆိုတာ internally flawless ဒီ internally flawless ဆိုတာဘာပြောရလဲဆိုရင်ဒီစိမ့်တပွင့်မှာဘာအနာမှာမပါဘူးလို့ပြောခြင်းဖြစ်တယ်နောက်တစ်ခုကကြတော့ vvs vvs မှာမှာ vvs 1 vvs 2ရှိရအဲ့တော့ဒီ vvs 1 vvs 2ဆိုတာဘာပြောခြင်းနားလဲဆိုလို့ရှိရင်ဒီစိမ့်ထဲမှာပါတဲ့အနာတွေကိုဒီပါတဲ့ inclusion ပေါ့နော်ဒီအနာတွေကို မျက်စိနဲ့ကြည့်ရင်လည်းမမြင်ရဘူးပြီးရင်လည်းအရန်ကြွစင်တဲ့သူတွေကမှန်ဘလူးနဲ့ကြည့်မှသာလင်ဒါတော်တော်လေးကိုမြင်ရတဲ့အနာလေးတွေပါ ဒါဆိုရင် VBS 1 VBS 2ဆိုတာပါလဲဆိုတာသိပြီလို့ထင်ပါတယ်နောက်တစ်ခုက VS VS မှာလည်းဒီလိုပဲ VS 1 VS 2ဆိုပြီးတော့ရှိတယ်။ဒီ VS တွေကြားတဲ့အခါကျတော့သူကအနာလေးပဲနည်းနည်းလေးများလာပြီပေါ့နော်။ကြွညင်သူတွေဟာမှန်ဘလူးနဲ့ကြည့်ရတဲ့အခါမှာဒီစိမ်ရွေးအနာတွေကိုသေချာမြင်ရမှာဖြစ်တယ်။နောက်တစ်ခုကကြာ ောက်တစ်ခုကကြတော့ SI ဒီ SI မှာလည်း SI 1 2 3ဆိုပြီးတော့ရှိရယ် SI ကြတော့သူကအနာများသွားပြီသူ့ရဲ့တန့်စင်မှုအားစိန်တပွင့်ရဲ့တန့်စင်မှုအားမှာ SI ဆိုလို့ရှိရင်တော်တော်လေးကိုအနာပါသွားပါပြီနောက်တစ်ခုကကြတော့ I I ကတော့သူကဒီတော်တော်လေးကို inclusion များတဲ့အပိုင်းပေါ့နော်အနာပါသွားတဲ့အပိုင်းကို ြောချင်တာပါအဲ့တော့ဒီစိန်တပွင့်ကိုစိန်ဆိုင်မှာတောင်းဝယ်မယ်ဆိုလို့ရှိရင် clarity ကိုသူတို့ပြောပြတဲ့အခါမှာကိုကဒီ clarity ကိုနားလည်နေတဲ့အခါကျတော့ပို့ပြီးတော့ဝယ်ရတာအဆင်ပြေတာပေါ့ရှင်ဒီ clarity လေးတွေပေါ်မှာမူတည်ပြီးတော့စိန်တပွင့်ရဲ့လက်အားစိန်တပွင့်ရဲ့လှပမှုအားလည်းအများကြီးกว่าတော့မလို့ဒီဟာလေးတွေပေါ်မှာဘ ഹു တုဒ္ဒရရှိအောင်မျှော်ပေးရပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်ရဲ့ video လေးတွေကိုအမြဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် you